ကမ္ဘောဒီးယားအပေါ်လက်နက်တင်ပို့ရောင်းချခွင့်ပိတ်ပင်ထားမှုကိုအမေရိကန်အစိုးရကပယ်ဖျက်ပေးလိုက်ပါတယ်။ပြီးခဲ့တဲ့လကောင်ပိုင်းမှာကမ္ဘောဒီးယားနဲ့ထိုင်းတို့ကြားငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုမှုကိုမလေးရှားမှာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုရင်တက်ရောက်ကြီးမှုပေးခဲ့တဲ့နောက်ရပ်ပိုင်းအကြမှာပဲအခုလိုမူဝါဒအပြောင်းလဲထွက်ပေါ်လာတာပါ။အမေရိကန်သမ္မတဟောင်းဂျိုးဘိုက်တန်ကကမ္ဘောဒီးယားမှာဆိုးရွားတဲ့လူအခွင့်အရေးချိုးဖောက်မှုတွေအာဂရီမှုတွေတရုတ်ဩဇာလွှမ်းမိုးလာမှုတွေကိုအကြောင်းပြုပြီး လက်နက်ကုံသွယ်ခွင့်ဓာစီပိတ်ပင်ဖို့2020ခုနှစ်မှာအမိန့်ပေးခဲ့ပါတယ်။ဇူလိုင်လတုန်းကနေဆက်ကိစ္စညင်းခုံကိုအကြောင်းပြုပြီးဖြစ်ခဲ့တဲ့စစ်ရေးပဋိပက္ခကိုချင်းကပ်အပြေရှာခဲ့ပုံနဲ့ပတ်သက်ပြီးထရမ့်ကထိုင်းရောကမ်ဘောဒီးယားကိုပါအတိမတ်ပြုခဲ့ပါတယ်။အဲ့ဒီနောက်မကြာခင်မှာပဲအမေရိကန်နိုင်ငံသား၏ဝန်ကြီးမာကိုရူဘီရိုကကမ်ဘောဒီးယားစီလက်နက်ရောင်းချမှုပိတ်ပင်ထားတဲ့အမိန့်ကိုပယ်ဖျက်ပေးခဲ့တာဖြစ်ပါတယ်။ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကဏ္ဍတွေအတွက်ကမ်ဘောဒီးယားကလိုလိုလလအားတဲ့တရော်ပူပေါင်းလှုပ်ဆောင်ခဲ့တာတွေ ကာကွယ်ရေးပူပေါင်းဆောင်ရွက်မှု၊နေဆက်ဖြတ်ကျော်ရာဇဝတ်မှုဖြိုခွင်းရေးကိစ္စတွေမှာအမေရိကန်ကိုချဉ်းကပ်မှုအသစ်တွေနဲ့ဆွေးနွေးခဲ့တဲ့အပေါ်အခြေပြုစဉ်းစားပြီးတဲ့နောက်ကမ္ဘောဒီးယားအပေါ်လက်နက်ရောင်းချခွင့်ပိတ်ပင်ထားတာကိုရုတ်သိမ်းလိုက်ကြောင်းနိုဝင်ဘာ6ရက်နေ့မှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။အခုအချိန်ကစလို့အမေရိကန်စစ်လက်နက်တွေကမ္ဘောဒီးယားစီတင်ပို့ရောင်းချမှုနဲ့ပတ်သက်ရင်အစိုးရအာဏာပိုင်အဖွဲ့အစည်းတွေစီကကိစ္စတစ်ခုချင်းစီကိုစီစစ်ပြီးခွင့်ပြုဖို့အသင့်မသင့်ဆုံးဖြတ်ပေးသွားမယ်လို့သိရပါတယ်။ ီးခဲ့တဲ့သတင်းပတ်တုန်းကအမေရိကန်ကာကွယ်ရေးဝန်ကြီး Pete Hegseth ကလည်းကမ္ဘောဒီးယားအမျိုးသားကာကွယ်ရေးဝန်ကြီး Tsin Ha နဲ့မလေးရှားမှာဆွေးနွေးခဲ့ပါတယ်။အဲဒီနောက် Hegseth ကကမ္ဘောဒီးယားနဲ့အမေရိကန်အပြတ်လန့်ပူးပေါင်းစီရင်လေ့ကျင့်မှုအစီအစဉ်တွေပြန်ဆဖို့သဘောတူခဲ့ကြောင်းသတင်းတောက်တွေစီးအသိပေးခဲ့ပါတယ်။ထိုင်းနဲ့စစ်ပြေငြိမ်းမှုသဘောတူစာချုပ်လက်မှတ်ရေးထိုးတဲ့အခမ်းအနားမှာတော့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်ကသူဟာ2026ခုနှစ်အတွက်ငြိမ်းချမ်းရေးနိုဘယ်ဆုကို ထရမ့်ကိုကျင်းသေးပေါအဆိုပြုထောက်ခံသွားမယ်လို့ကတိပေးခဲ့ပါရရှင်